ဂျွန်ရဲ့ခွလန်ကဘယ်လိုလဲဆိုတော့သူကစရရလက်လင်းမြန်ဖြက်လက်ဆိုတာတိုက်စစ်ကိုစတင်ခြင်းသူရဲ့ခွလန်စတင်အဲ့လိုစတင်တယ်ချက်ပိတ်ချက်စုကောင်းခြင်းချက်ထချက်ပြန်မြင်ခြင်းတစ်ဆင့်ခွဲပလားနှစ်ဆင့်ပလားနှစ်ဆင့်ပလားနှစ်ဆင့်ခွဲပလားသုံးဆင့်ပလားဒီပြချင်းဟဲ့လားလက်ရင်လက်တလို့ထိုးပုတ်ခြင်းဘလားလှမ်းရှည်ရင်အဲတဖက်ကဝလုံးတို့ထိုး လိုက်တဲ့ဟာကိုကြက်ဖြတ်ကြက်ပိုင်းနဲ့ခွချင်းကျနင်းကြက်ဖို့နဲ့ကန်ချာရင်တကယ်လို့ तू တိတ်မရတော့ဆိုခန္ဓာကိုယ်လေးတင်လေအလွတ်လို့ဇက်ဆိုဒီလိုကပ်ပြီးတိတ်သွားဒီသူ့ကို तू အလွတ်ယုံသွားတာသွားတဲ့အကွက်တွေလည်းပါအဲ့ဒါမျိုးအဲ့ဒီဟာရင်လားဆိုတော့အဲ့ဒါတွေမဟုတ်ဘူးကြက်ပေါင်းကြက်ဆော်နဲ့ခွချင်းကြက်ဆော်တော့ဆိုတာလာရာကိုလုံးလိုက်တာကြက်ပေါင်းဆိုတာကတော့ဒီကျွန်တော်တို့ ရှော်ကြက်ကိုရှော်ချလိုက်တာပေါ့ဒီကြက်ကိုထိမ့်မြအသိမ့်မြဖြစ်သွားအောင်ရှော်ချလိုက်တာကြက်ပေါင်းဆိုတာကတော့ तू ကလာတဲ့ဟာကိုတစ်ဖက်ကလာတဲ့ကြက်ကိုဒီလိုဆွဲတဲ့တစ်ဖက်ကိုပြန်ချကြောနဲ့ရင်အောင်တော့ဝတ်ဆိုကြနေတာအဲ့ဒါမျိုးတွေပါခြင်းဒါ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 ဂျွန်နဲ့ခွလန်းနေဒါရင်မဲလားဆိုတော့မဟုတ်ဘူးဂျွန်တကောင်မှတစ်ဖက်ကနောက်တလှမ်းဆုပ်သွားရင်လမ်းကြက်တွေကနောက်တလှမ်းဆုပ်သွားပြီဆိုတော့တလှမ်းကြီးလေးဒီလိုလေးလိုက်တက်တာလိုက်တက်လိုက်တက်ပြီး အဲ့ဒါသူကပြကြဒီလိုလိုက်လှမ်းရင်းနဲ့ဘဲုံဆိုပြက်လိုက်တာတစ်ဖက်ကကတင်းချောင်မှုမလို့အဲ့ဒါဂျော်နီရဲ့ခွန်လန်းနေဒီလိုလိုင်းရင်းလိုင်းနဲ့လိုင်းရင်းလိုင်းနဲ့ဟိုကနောက်ဆုတ်သွားတော့သူကလိုင်းရင်းလိုင်းလိုင်းလိုင်းနဲ့လိုင်းရင်းနဲ့ထားပြက်တာသူကအဲ့ကြတော့ဟိုဒီတဖက်ကကကားချင်းပိတ်ချိန်များလိုက်ဘူးအဲ့ဒါမျိုးတွေဖြစ်ချင်းပြကြတော့ဟိုသူရဲ့ခေါင်းပြောင်းခေါင်းလွှဲတွေတအားကောင်းတယ်ဂျုံကဒီ ခေါင်းပြောင်းခေါင်းလွှဲကောင်းတဲ့အတွက်သူခေါင်းတွေကိုခုမိတာနဲခြင်းခုတ်ခါတာနဲခြင်းအဲတခါဒီကြတော့သူရဲ့အာအကောင်ဆုံးချက်ကခန္ဓာကိုယ်မှာရွှေရွှေလင်းအပြော့ပြောင်းပြီးတော့ခန္ဓာခန္ဓာကိုယ်ရဲ့အနေထားကြက်ဖွက်ကြက်ခံကထူးထူးကဲကဲပါခြင်းအဲ့ဒီချက်တွေကိုကြည့်ပြီးတော့ဂျွန်းလို့ထပ်ပြီးဆုံးဖြတ်တာပေါ့ဗျာဟိုဒီကျွန်တော်တို့ ဘာမှမတည်သေးတဲ့အကြက်ကောင်ကကျွန်တော်ပြောတာဒါခဏခဏရှိနော်ခဇန်ဂုတ်ဂုတ်ဆန်ခဇန်ဒီမှာကျွန်တော်တို့ဂလုံးတောင်စင်းလို့ခေါ်တယ်လို့မြားမွေးလို့လည်းခေါ်တယ်အဲ့ဒီမြားမွေးလို့ခေါ်တာဟိုအထက်ပိုင်းတွေခေါ်တာကျတော့ဘာတော့ခွေဇွဲတို့အဲ့ဒါကိုကြက်မထောက်လို့လည်းခေါ်ခြင်းအဲ့ဒီအဲ့ဒီဟာရဲ့ now now ကနေ ခြေထောက်မှာဒီခွာလေးတွေပါတယ်လေဒီခြေကွေးရဲ့နောက်မှာအဲ့ဒီခြေပတ်ကလေးတွေပါအဲ့ဒီခြေပတ်လေးကအတက်ထိရောက်ချင်းအတက်ထိမရောက်ရင်လည်းအဲ့ဒါဂျွန်ရင်ကမပြည့်စုံတဲ့အတွက်ဂျွန်ဂျိုးလို့ခေါ်တယ်ဒါပေါ့ဒါပေါ့အပေါ်သုံးချက်ညင်ကိုဂျွန်လို့ပြောပြောနေကြတာကိုအဲ့ဒီခြေကလေးကလည်းပါတယ်ခုနောက်ပိုင်းမှာအပေါ်သုံးချက်ညင်ဂျွန်လို့ပြောနေကြတာကိုအဲ့ဒါအင်္ဂါပေါ့အဲဒီချက်တွေကိုပြီးပြီလားဆိုတော့မပြီးသေးဘူး ဂျွန်ကဂျွန်ဆိုတာသူများမလုပ်တဲ့အလုပ်ကိုလုပ်ပြတယ်လို့သူများဟိုမပါတဲ့နေရာမှာထူးထူးဆန်းဆန်းအမွှေးလေးတွေတို့ထူးထူးဆန်းဆန်းအတောင်လေးတွေတို့ထူးထူးဆန်းဆန်းပေါ့ဟိုအယောင်သွေးလေးတွေတို့ထွက်ချင်းအဲ့လိုမျိုးပေါ့ဒါတွေကိုဟိုလိုပေါ့နော်ပြောရမယ်ဆိုရင်ဒါဂျွန်ရဲ့ခွန်လန်းနေပေါ့နော်အဲကျွန်တော်တိတာလေးပြောတာเนาะကျွန်တော်လည်းတိတဲ့ဆရာကြီးတွေလည်းကောမမဝင်ရေးလို့ရပါတယ် အကျွန်တော်သိခဲ့တာလေးတွေကျွန်တော်သင်ခဲ့တာလေးတွေကျွန်တော်တက်ခဲ့တာလေးတွေကိုကျွန်တော်ချပြခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာနော်မင်္ဂလာပါအဲဂျုံထွက်အောင်ကဖောက်လို့မရပါဘူးဒီညီလေးတယောက်ကမဲထားတာဘာလို့လဲဆိုတော့ဂျုံထွက်အောင်ဖောက်လို့မရဘူးဂျုံဆိုတာဂျုံအင်္ဂါလက္ခဏာလေးပါုံနဲ့ဂျုံလို့မခေါ်ဘူးဒါကျွန်တော်ကအတွေ့အကြုံရောဘာလို့ဒီကတင်ထားတဲ့ဟာရောပြောမှာ ဂျွန်ဆိုတာကဖဲ့အေးဂျွန်နိုင်သားဂျွန်မဟုတ်ဘူးဂျွန်ဆိုတဲ့လက္ခဏာအဲ့ဒီပြည့်သွားပြီမို့လားဂျွန်ဆိုတဲ့လက္ခဏာပြည့်သွားရင်ကိုဂျွန်လို့မခေါ်သေးဘူးခွလန်းရောညှိရတာဂျွန်ခွလန်းရဲ့သူ့ရဲ့ဂျွန်ရဲ့အင်္ဂါရက်တွေရဲ့အကုန်လုံးပြည့်စုံပြီဆိုမှဂျွန်အစ်စ်လို့ခေါ်တာအဲဒါရင်မဲ့လားဒါရင်မဟုတ်ဘူးဂျွန်ဆိုတဲ့ကြက်တကောင်ကကျမ်းမာကြီးအစကောင်းနေရတာအဲ့ဒါမှဂျွန်လို့ခေါ်တာ အဲခုဒီကျွန်တော်ဒီမှာဂျွန်တကောင်ရှိတယ်ဖောက်တာတအားပဲအဲဟောပေါ့ကြက်ကောင်းတာတော့ထွက်တယ်ဂျွန်မထွက်ဘူးဟဲ့ဖေးဂျွန်မအေးဂျွန်နိုင်ဂျွန်လို့ထွက်တယ်လို့မထင်နဲ့မအေးရဂျွန်ပေါက်ဘူးတဲ့ကြက်တကောင်ရှိတယ်အဲဖေးရဂျွန်နဲ့ဖောက်တာဂျွန်မထွက်ဘူးဟောပေါ့ဂျွန်ကိုဘာနဲ့တတ်မှတ်တာတုံးလို့ပြောရင်ကျွန်တော်တို့ကြက်တကောင်ကိုချကြည့်တယ် ဂျွန်ရင်ကားတွေနဲ့ပြည့်စုံတယ်ကြက်တော့ကုန်ကိုချကြည့်တယ်ဂျွန်လန်းဂျွန်လူခွတ်မှအဲ့ချက်ကိုဂျွန်လို့ခေါ်တာအဲဂျွန်ဂျွန်အင်ကလက္ခဏာပါပြီးတော့ဂျွန်ခွတ်လန်းပုံရင်အဲ့ဒါဂျွန်ဂျိုးအဲ့ဒါကိုဂျွန်ဂျိုးလို့ခေါ်တာဘာဖြစ်လို့ဒီလိုပြောနိုင်တာလဲဆိုတော့ကျွန်တော်လက်ရှိဂျွန်ရှိတယ်ထုတ်ပြလို့လည်းရတယ်ကင်ပြလို့လည်းရတယ်လက်ရှိဗီဒီယိုဖိုင်လည်းပြလို့ရတယ်ဂျွန်လက်ရှိရှိနေတဲ့ဂျွန်ဂျွန်အစ်စ်ဂျွန်ကညှောက်လည်းမဟုတ်ဂျွန်ဂျိုးလည်းမဟုတ်ဂျွန်တပိုင်းတစလည်းမဟုတ် ဂျုံခပြလည်းမဟုတ်ဘူးဂျုံအစစ်ရှိတယ်ဒါပေမဲ့ဂျုံမထွက်ဘူးကြက်ကောင်းတာတော့ထွက်တယ်အခုပြောနေကြတဲ့ဂျုံဆိုတာကအဲကြက်ကောင်းနိုင်ကြက်ကောင်းနိုင်ထွက်တာဟာအဲ့ဒါဂျုံမဟုတ်ဘူးဂျုံဆိုတာ၃မျိုးတည်းရှိတာဂျုံ၃မျိုးဂျုံ၃မျိုးဆိုတာကခွလန်းရောဥပရိယောရောအကုန်လုံးပြည့်စုံတဲ့ဂျုံရဲ့စူပါဂျုံရှယ်ဂျုံလို့ခေါ်တာအဲ့ဒါဒုတိယဂျုံဘလို့ဂျုံမျိုးဆို ဝိုင်းတိုင်းကိုလှည့်ပြီးတော့နိုင်တဲ့ချက်ပေါ့ဗျာအဲ့ဒါကိုလည်းဂျွန်တမျိုးလို့ခေါ်တာဂျွန်တမျိုးအဲ့ဒီဂျွန်ကြတော့ကိုတို့အဲ့ဒီဂျွန်ကဖောက်အောင်ထွက်ရင်ဟိုပေါ့ထွက်အောင်ဖောက်လို့ရတယ်အဲ့အမိုက်ဂျွန်ကထွက်အောင်ဖောက်လို့ရတယ်အမိုက်ဂျွန်ကထွက်အောင်ဖောက်လို့ရတယ်ကျွန်တော်တို့တကအဲ့ဒီကနေကြက်တညာတို့ကြက်ဆက်တုံတို့ကြက်မင်းတို့ကြက်ကင်းဥတို့ဟိုကျွန်တော်တို့ပေါ့ဗျာဟိုကကျွန်တော်တို့ကြက်ပြင်းကြက်သွေးလို့ခေါ်တာ ကြမင်းလို့လည်းခေါ်တယ်အဲ့ဒီကြက်တွေကြတော့ဖောက်လို့မရဘူးအခုဂျုံစစ်စစ်ကလည်းဖောက်လို့မရဘူးအဲ့ဂျုံပေါ့ဒီဂျုံခုနကကြက်မိုက်ဂျုံပွဲတွေတအားနိုင်တဲ့ဂျုံကဖောက်လို့ရပါတယ်ဒါကျွန်တော်ဒီမှာဂျုံလည်းရှိပါတယ်ဟိုထွက်တယ်ဘလို့ဟာထွက်တုံးဆိုတော့ဒီမှာဂျုံစစ်စစ်ရှိတယ်အဲ့ဂျုံစစ်စစ်နဲ့ဖောက်တာဂျုံခပြတ်တွေထွက်တယ်ဂျုံဂျိုးတွေထွက်တယ်ကြက်ကတော့ကောင်းတယ်ဒါပေမဲ့အဲပြေးတုံတဲ့ဂျုံဆိုတာကဖအေးဂျုံဖြစ်တိုင်းတားဂျုံမဟုတ်မဖြစ်ပါဘူး ဂျွန်ကိုဖောက်ရတယ်ဆိုရင်အခုပေါ့ဂျွန်နေဖောက်ရတယ်ဆိုနေရင်ပေါ့ဗျာဘယ်လိုတုံးဆိုရင်အကုန်လုံးဂျွန်နေကြည့်တယ်ဖောက်ရနေတယ်ဆိုဆယ်ကောင်ဖောက်ရင်ဆယ်ကောင်ထွက်တယ်မို့လားအဲ့ဒီဆယ်ကောင်ကဝိုင်းထဲမှာဂျွန်ကရှုံးတာနဲတဲ့ဂျွန်ဆိုတဲ့ချက်ကဟိုဂျွန်လန်းနဲ့ဂျွန်အင်္ကာရက်နဲ့လက္ခဏာရှိတဲ့ချက်ကရှုံးတာနဲတဲ့ကျွန်တော်ဂျွန် ဆက်တဝိုင်းရှိပြီတဝိုင်းမှမရှုံဘူးဝိုင်းကလေးတွေမပါဘူးပိညောက်ဆောက်ဝိုင်းလေးတွေမပါဘူးဝိုင်းကြီးတွေကြီးတဲ့ဆက်တဝိုင်းရှိပြီတဝိုင်းမှမရှုံဘူးဒါပေမဲ့အဲ့ဒီကြက်ကြီးကိုသားဖောက်တယ်အဲလမ်းတူရင်အင်္ဂါရက်တွေမတူဘူးအင်္ဂါရက်တွေတူလာပြင် လမ်းမတူတော့ဘူးအဲ့ဒါကိုဂျွန်ခညာနဲ့ဂျွန်ချိုးလို့ခေါ်တာဂျွန်တပိုင်းတစလို့ခေါ်တာဂျွန်အစစ်စစ်မဟုတ်ဘူးဂျွန်စစ်စစ်ကိုတိဖို့ရှာရလဲအဲ့ဒီချက်တွေတင်လိုက်ရတာမဟုတ်ဘူးခွလန်းအသွေး အေးပေါ့လေခွန်လန်းအသွေးသူ့ရဲ့ခြေသီးခြေပတ်သူ့ရဲ့အတောင်သူ့ရဲ့အမျိုးအစသူ့ရဲ့အကုန်လုံးကိုလိုက်ကိုက်ပြီးဆိုမှဂျွန်ကြီးလို့ခေါ်တာဂျားတဲ့ဟာအဲ့ဒါကိုဂျွန်ကြီးလို့ခေါ်တာဂျွန်သုံးမျိုးထဲမှာဖောက်မရတဲ့ဂျွန်ကနှစ်မျိုးရှိတယ်ဂျွန်ကဘလို့ချိန်နေပေါက်တုံဆိုရင်သိအောင်ပြောလိုက်အောင်မယ်မြစ်တဆုပ်ရဲ့ကြတဲ့နေနဲ့မြစ်တဆုပ်ဆိုတာကြဘူးမှာပါဒီစေးစရာတွေမေးကြည့်စေးစရာကြီးတွေမေးကြည့်အဲအဲ့ဒါမျိုးတွေကလည်းလိုက်စားထားမှသိရတာ မြစ်တဆုပ်ရဲ့ကြားတဲ့ညနဲ့ကိုလုံးကိုလုံးပြည့်တဲ့နေ့နဲ့လာပြည့်နေ့ကြားတဲ့ကြက်မှာ နေ့မှာဂျွံပေါက်တယ်လို့ပြောတာဗယံမရာဖောက်ပြီးဂျွံမပေါက်ဘူးကိုလုံးလည်းပြည့်ရမယ်လာပြည့်နေ့လည်းပြည့်ရမယ်မြစ်တဆုပ်ရဲ့လည်းကြားရမယ်မြစ်တဆုပ်ရဲ့ကိုသိကျင်တစ်နှစ်လုံးမှာ၃ချိန်နဲ့ပဲကြားရတယ်တကူးလာရဲ့တတော်မုံးလာကြားတတ်တယ်တဲ့တတော်မုံးလာရဲ့တကူးလာရဲ့ကြံတဲ့တက်လာကတရင်ကျွလာလည်းကြားတတ်တယ်ဝါသူလာလည်းကြားတတ်တယ်အဲ့ဒီ၃ အတိဟာနှစ်ခုကတော့မညီဘူးပေါ့ဟိုဟာကတော့တည်င်းညွတ်လာတဲ့ကြရတဲ့အရာကိုပြောပြတာအဲ့ဒါတွေမတီးပဲနဲ့ဂျွန်းကိုဖောက်လို့မရပါဘူးခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဟိုကျွန်တော်တက်တဲ့ဆရာကြီးတွေကိုလည်းကောမကိုဝင်ရေးလို့ရပါတယ်တိတဲ့တက်တဲ့ဒါကျွန်တော်ကကျွန်တော်တိခဲ့ဟာတွေကိုချပြခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာပါခင်ဗျာကျွန်တော်ရွှေဘူဇော်နှောင်းဝင်းပါဒီညီပြောတဲ့ခြုံကိုခြုံဆိုတာကဘယ်ရဆာတော့ဆိုရေတလျှောက်အမောက်ထောင် အာပြကြတော့ခေါင်းဝိုင်းလဲစားမျက်လုံးမှတိမ့်မွေကိုလုံးမှတောင်ပြားတောင်ကျင်းရင်းမှရင်သက်အမိမှကြီးကန်းတောင်လှမ်းတောင်ခေါင်းမိမှအဲ့လိုဖြစ်နေတဲ့ကျက်နောင်မြောင်းမှအတက်ရောက်တယ်အကုန်လုံးပေါင်းရင်တကိုယ်လုံးရဲ့ခန္ဓာကိုယ်အဲ့ဒီဟာတွေလေးတွေပါမှ အချုံကိုချုံညီတဲ့ကျက်ကမှအဲ့ဒါကို ယွန်းရင်ကလက္ခဏာလို့ခေါ်တာအချုံကိုချုံကခုနပြောတယ်နော်ဘာတော့ဟိုကိုတို့ရင်သက်အခုနတော့ငါခွေးသွဲမှပေါက်နေတဲ့ဟာလဲရင်သက်မျိုးနွယ်စုထဲမှပါတဲ့အတွက်သူ့ကိုရင်သက်လို့ထည့်ထားတာရင်သက်ဟာပေါ့သူကဒီဘာတော့ဟိုအဲဒီခွေးသွဲတောင်ဖြစ်နေဒီရင်ဘတ်မှာဒီဒီဘေးနန်းနေမှာပါတဲ့ရင်သက်တွေကိုအဲ့ဒါကိုလဲရင်သက်ထဲမှထည့်ထားတာပြီးကြတော့ခု အစပြောရမယ်ဆိုရင်တော့ပေါ့ကွာဒါကကြော်ပြောတယ်လို့ဖြစ်နေရေရေတလျှောက်ရေတလျှောက်နှုတ်ကလေးနဲ့အမောက်ထောင်ဆိုတာအမောက်လုံးကြီးကိုပြောတာအမောက်ထောင်တဲ့ကြက်ကအမောက်လုံးကြီးရများတယ်သေးသေးလေးတွေတော့ရှိတာပေါ့ကွာအမောက်ချွန်းလေးတွေတော့ရှိတာပေါ့အမောက်ချွန်းမောက်ဆူကိုပြောတာပေါ့အမောက်ထောင်ကြက်မှာခေါင်းဝိုင်းလဲစားဆိုတော့ခေါင်းလေးဝိုင်းပြီးတော့ခေါင်းလေးနောက်ကနေလေလေးကနေကြွအပ်တယ်အမွှေးလေးတွေမြင်ဘူးတယ်မဟုတ်လား ခေါင်းလေးခေါင်းဝိုင်းလေးရဲ့နောက်ကနေနောက်တဲ့တဲ့ကနေမှအမွှေးလေးကိုကြွတ်တက်လာဘလို့အမွှေးကဒီလိုဆင်းနေရမို့သူကအဲ့ဒီခေါင်းဝိုင်းလေးရဲ့တဲ့တဲ့ဟဲ့လို့ခေါင်းဝိုင်းလေးရဲ့တဲ့တဲ့နောက်ကနေအမွှေးလေးကကြွတ်တက်လာအဲ့ဒီခေါင်းဝိုင်းလေဆံကအဲ့ဒါကိုပြောတာခေါင်းဝိုင်းလေဆံအဲမျက်လုံးမျက်လုံးမှာတိမ်မွေးဆိုတာဒီမျက်လုံးရဲ့အထက်ကလေးတွေထဲမှာအကိုတို့အနီလိုလိုအညိုလိုလိုနဲ့မျက်လုံးရောင်အမွှေးလေးနဲ့နဲ့တည်းရဟိုအနက်ဆိုရင်လေသူ့နေရာအမွှေးလေးရ နဲ့တော်နဲ့တည်းနည်းနည်းလေးနီးဒီဒီပဲလဲလဲတာပေါ့ကွာအနီဆိုရင်လည်းနီတော့နီတယ်ဝါစာတာပဲကိုလဲတဲ့အမွေကိုပြောတာအဲကိုလုံးမတောင်ပြားတောင်ရင်ဆိုတာအဲတောင်ပြားတောင်ရင်ကတောင်ဝဲတောင်နဲ့တောင်ရင်တောင်ဆိုတာအဖျားအဆက်တစ်ချောင်းကိုအဲဒါတောင်ပြားဟိုတောင်ခွဲလို့ခေါ်တာနောက်ကဟာကိုတောင်ရင်လို့ခေါ်တာအဲ့ဒါတောင်ပြားတောင်ရင်ကိုအဲ့လိုခေါ်တာတောင်ခွဲတောင်ရင်လို့ခေါ်တာအဲ့ဒါအမ်ပြီးကြတော့ဒီဂျွန်မန်ကကိုးချောင်းနဲ့ ဟိုကိုးချောင်းရဲ့တောင်းဟိုတောင်းခွဲကိုးချောင်းလေကားတောင်းကိုးချောင်းရဲ့အောက်ဆိုရင်ဂျုံမဟုတ်ပြမှုဒါလေးတွေသိအောင်ပြောပြတာပါအဲဒါပဲလားဆိုတော့ကိုတို့မိမာကြီးကန်းတောင်းပေါ့လှန်တောင်းလှန်တောင်းလို့လည်းခေါ်တယ်ခေါင်းမီးထောင်တောင်းလေးနဲ့ကြက်ကိုအဲ့ဒီလိုဟိုဟာကိုလည်းချွန်းတမျိုးလို့ခေါ်တာပေါ့ကွာနောင်မြောင်းနောင်မြောင်းတဲ့ရောက်ဆိုတာကိုတို့ ဒီနောက်ချီလေးနောက်ဆောင်ကနေပြီးခြေတော့ရဲ့နောက်မှာ အတက်နောက်မှာလေးခြေပတ်လေးတွေပါသေးတယ်အဲ့ဒီခြေပတ်ကလေးတွေကနေပြီးအတက်အောက်ထိရောက်မှာအတက်အထိရင်လည်းထိမှာအတက်တက်ထက်တယ်ဆိုအဲ့ဒါချွန်းမပြေဘူးလို့ခေါ်တာအဲ့ဒီချွန်းတချွန်းကတအားရိကကြတယ်အဲ့ဒီချွန်းမပြေတဲ့ကြက်ကလည်းဟိုပေါ့ဂျွန်းအင်းကလက္ခဏာမဟုတ်ဘူးအဓိကခုနကတော့ကဒီဒီဘေးကလေအကိုတို့မြားမှွေးရယ်အောက်ချွန်းရယ်ကြောခဆန်ဒီဤလေးသာ ဂျွန်မှန်အေကန်ဖြစ်လက်တာနဲ့အဲ့ဒါကိုတွေ့ထားတာကိုပြောတာအဲ့ဒါကြောင့်မို့ချုံကိုချုံချုံကိုချုံနဲ့ဗလိုင်းပြောနေတာမဟုတ်ဘူးဗျချုံကိုချုံဆိုတာအဲ့ဒါတွေကိုဒီမှာဂျွန်လို့ပြောတာအဲ့ဒါတွေဂုံမွေခဇံမြားမွေအောက်ချုံဒီလေးတာဂျွန်မှန်ဖြစ်လက်တာလို့ခေါ်တာအဲ့ဒီလေးချက်ဒီမှာသာလင်းဟွာလောက်တာပေါ့ဒါချုံကိုချုံကဒါ ကျွန်တော်ကဒါခုအိပ်ရထားတာနဲ့ဆိုတော့စိတ်ကတိတ်မကြည်တော့ဆိုတော့ဟိုကောင်းကောင်းမပြောနိုင်ဘူးနောက်တစ်ပုတ်ပြန်တင်ပြမယ်ဒါတော့ပေါ့ဗျာဟိုသူ့ဟာလေးနဲ့သူဒီဘယ်ဟာဘယ်အပိုက်ဘယ်ဟာဘယ်အပိုက်ဘယ်အခန်းကဘယ်အခန်းဆိုတာကိုကျွန်တော်ဂျွန်ကိုတစ်ဆက်ချင်းချင်းပြမှာအဲ့ဒါကြမှာဂျွန်လို့ခေါ်တာနောက်မြောင်းကနောက်မြောင်းမပါတဲ့ချက်ကလည်းအဲ့ဒါပေါ့ဗျာဟိုဂျွန်မဟုတ်ဘူးလို့ပြောတာကိုဟိုအဲ့ဒါကြောင့်မို့ဟိုဂျွန်အင်္ဂါလက္ခဏာတော်တော်ဖတ်ခဲ့တယ်လို့ပြောတာနော် ဟိုကျွန်တော်ကဂျွန်ဟိုဟိုပြောနေတာမဟုတ်ဘူးเนาะဟိုကျွန်တော်ဂျွန်ကိုပြောနေတာမဟုတ်ဘူးเนาะဟိုတော့ကြာနေခင်ဗျာဂျွန်ပေါ်တာလို့ဘာလို့လာမမနဲ့ဒီကျွန်တော်တက်တက်လုံးမှာဂျွန်မလေးကောင်နဲ့တွေ့ဘူးသေးတယ်အဲ့ဒါကိုပြောတာအားလုံးကျေးဇူးတင်ပါတယ်ဂျွန်ကိုနိုင်တဲ့ချက်ရှိလားဗျာမသိလို့မေတ္တာကားတဲ့ဂျာဘူးတာတော့တဲ့ချက်ကောင်းတွေကိုမကောင်းတဲ့ချက်နဲ့ ကဆက်တာလည်းဟုတ်လာတယ်အဲဂျုံကိုနိုင်တဲ့ချက်ရှိတာပေါ့ဟိုကိုယ်တယ်နဲ့နှစ်နှစ်ရှိကိုယ်တယ်နဲ့တစ်နှစ်တည်းရှိအဲပွင့်ပြူမျိုးနဲ့အင်းနှောင်းရွာကဆရာကြီးဥမောင်ညိုတဲ့ဥမောင်ညိုကအဲကိုဗီဒီယိုတွေကိုအများအားကြည့်တယ်အဲကိုဗီဒီယိုတွေကြည့်ကြည့်ပြီးတော့ သူကနေပြီးဘဲချက်လေးကငါးညီငါတူမှားနေတယ်ဘဲဟာလေးကကောင်းအမှန်တယ်အခုခဏခဏဝေဖန်ပေးတယ်သူကအဲ့ချိန်မှာလာမေးတယ်ညီရဲ့ဂျုံချက်ကိုနိုင်တဲ့ချက်ကဘဲချက်လဲတဲ့မတူတဲ့ဂျုံချက်ကိုနိုင်တဲ့ချက်ကဘဲချက်တယ်တဲ့မေးတယ်မယုံရင်အဲ့ဥမောင်ညိုကိုသွားမေးလို့ရတယ် အဘိုးတို့ဇွန်ချက်ကိုနိုင်တဲ့ချက်ကနတ်မြားဆိုတဲ့ကျဲလို့ပြောတာနတ်မြားဆိုတာဘာတော့ဦးနဲ့သူကသိသူကသိတယ်သူကသိရတဲ့အတန်းနဲ့လာမေးတာနတ်မြားဆိုတာကဗလာသုံးချက်တဲ့ပုံမပြတဲ့ချက်ကိုနတ်မြားလို့ခေါ်တာရှေ့တုန်းကခွလန်းနေပေါ့ဗလာသုံးချက်တဲ့ပုံမပြတဲ့ချက်ကိုနတ်မြားအလို့ခေါ်တာအဂျွန်လေးကိုနတ်မြားနဲ့တွေ့ရင်ရှုံးတာနတ်မြားနဲ့တွေ့ရင်ဂျွန်လေးကလိုက်မခွရဲဘူးပေါင်းတော့ လိုက်ခွတ်တိုင်းခွတ်တိုင်းဂျုံတွေပဲဂျုံပြန်တလိန်ခောက်ခွဲကြတာအဲဒါတွေကလည်းသိထားမှာပေါ့ဗျာအဲဒီစကားကိုဒီလိုပြောလိုက်ပြီးဆိုဟိုယူကြောင်ကြောင်နိုင်တယ်တို့ဘာလို့ပြောလာကြအောင်အဲဒါတွေဒါတွေသိအောင်ကလည်းမနှဲလောက်ခဲ့ရတာကိုအဲဂျုံကိုနိုင်တာနတ်မြအဲသူကြတော့ကြက်ရှာကြက်သူကကြတော့ကြက်မင်းမျိုးနွယ်ထဲမှာပါသွားတာပေါ့ကြက်တညာတို့ဘာလို့အုပ်စုထဲမှာပါသွားနတ်မြအဂျုံကိုနိုင်တာနတ်မြပါအားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာပါဗျာ